ချက်တော်ညီကိုမောင်တို့မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ဆိုတော့ဒီကနေ့မနက်မှာလည်းအချက်နှစ်ချက်နဲ့ခွန်အားပေးခြင်းနဲ့နောက်ဆုံးတော့ကာလမှာဘာနမိတ်တွေဖြစ်မလဲဘာတွေဖြစ်လာမလဲဒီကနေ့ပြောမယ့်ပထမအဦးဆုံးတစ်ချက်ကနောက်ဆုံးတော့ကာလမှာတမာတရားကို ပြည့်ရည်သူ များပြားလာမယ်။ဘာလဲလဲတမာတရားကို ပြည့်ရည်သူများပြားလာမယ်။များပြားလာမယ်။အထူးသဖြင့်ဘလို့ပြည့်ရည်လဲဆိုတော့ယုံကြည်သူကိုယ်တိုင်ကတခါတလေပါဖြစ်လေ အဲယုံကြည်ခြင်းအားနေသွားတဲ့အခါမှာဘယ်လိုစိတ်ဝင်လာလဲဆိုတော့ဩသခင်ယေရှုခရစ်တော်မလာနိုင်တော့ဘူးထင်တယ်လို့အဲ့လိုခံယူကြတယ်ကျွန်တော်ဒီအကြောင်းမပြောခင်မှာကြမ်းချက်လေးတစ်ချက်အရင်ဖတ်မယ်နော်သေချာလေးမှတ်ထားပါရှင်ပေသူဩဝါဒစာဒုတိယဆောင်ခန်းကြီး3အငယ်3ကနေခွန်ဖြစ်ပါတယ်နှစ်ပေခန်းကြီး3ငယ်3ကနေခွန်ဖြစ်ပါတယ်ကျွန်တော်ဖတ်မယ်နော်ရှေးဥစွာတိမတ်အပ်တော်အရာဟုမူကား နောင်နောက်ဆုံးသောကာလ၌ပြည့်ရပြုတ်တော်သူတို့သည်မိမိတို့တတ်မှတ်ခြင်းအတိုင်းကျင့်နေ၍သခင်ဘုရားကြွလာမည်ဟုသောဂတိတော်သည်အဘယ်မှရှိသနည်းဘိုးဘေးများအိပ်ပျော်သည့်နောက်ခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းစကဖြစ်တကယ်တို့ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်ကဲ့ရဲ့ခြင်းနှင့်တကွပေါ်လာကြလိမ့်မည်ရှိကာလာ၌မိုးကောင်းကင်ကို၎င်းရေထဲကထွက်၍ရေဖြစ်တည်သောမြေကြီးကို၎င်းဖယားသခင်နှုတ်ကပတ်တော်သည်ဖြစ်စေတော်မူကြောင်းနှင့် ဖြစ်ပူသောလောကတက်သို့လောကတက်ကိုထိုသို့အားဖြင့်ရေနှင့်လွမ်းမြို့၍ဖြစ်စည်းကြောင်းကိုထိုသူတို့သည်မမိချင်သောစိတ်မရှိကြယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကားတရားဆုံးဖြတ်၍အာတမလူတို့ကို ဖြစ်စည်းသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပတ်တော်အားဖြင့်တူထားလျက်ရှိ၍မီးရှို့ခြင်းအဖို့လုံးကနေရက်တည်းတည်းတဲ့ ချစ်သူတို့တဲ့ထာဝရဘုရားမှာကာလတရက်ဒီအနှစ်တစ်ထောင်ကဲတို့၎င်းအနှစ်တစ်ထောင်ဒီတရက်ကဲတို့၎င်းဖြစ်သည့်အရာကိုမမေ့ကြနဲ့လူအချို့တို့ဒီနေခြင်းကိုမတ်သည့်အတိုင်းထာဝရဘုရားဒီဂတိတော်အရာမှာ နေတော်မမူငါတို့တွင်ငါတို့တွင်အဘယ်သူမှမပျက်စီးပဲရှိသမျှတို့ဒီနောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏ ချက်တော်ညီကိုမောင်တို့ဒီကျမ်းချက်မှာပြောထားတာကရှင်းရှင်းလေးပဲเนาะနောက်ဆုံးတော့ကာလမှာဘာဖြစ်လာမလဲသိလားနောက်ဆုံးတော့ကာလမှာမယုံကြည်သူကတမာတရားကိုပြည့်ရတဲ့သူတွေအများကြီးထွက်လာမယ်အာညီတို့ယုံကြည်နေတာဘာမှမဟုတ်ဘူးရှောက်ပြောနေတာโอ้ခေကရေယေရှုလာမယ်ပြောနေတာအခုထိဘာမှမလာဘူးโอเคဒါမယုံကြည်သူတွေပြောတတ်တဲ့စကားဖြစ်မယ်ပြည့်ရတဲ့စကားပို့ပြီးပို့ပြီးများလာမယ် အာခရီးယန်တွေပြောတာနောက်ဆုံးတော့ကာလာရောက်လာမယ်တဲ့ပြောနေတာကြာရောပေါ့ငါအိုဝဲလေးကလေးကအဲ့ဒီအကြောင်းသူတို့ပြောနေတာငါငဲငယ်လေးတွေကအဲ့လိုပြောနေပြီးတရားဟောဆရာတွေကအခုထိပါယေရှုမမလာဘူးအဲ့အဲ့လိုမျိုးတွေပေါ့နော်ဒါမယုံကြည်သူတွေပေါ်တင်ပြက်ရဲတာတွေရှိတယ်ဒါပေမဲ့ယုံကြည်သူတွေထဲမှာလည်းယုံကြည်ခြင်းအားနေတဲ့အခါမှာမတိစိတ်ထဲမှာမတင်ကာဖြစ်လာတတ်တဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုဟုတ်လဲဟုတ်တာပဲမယုံကြည်သူတွေပြက်ရဲတာငါငဲငယ်လေးတွေက နားထောင်လာတာယေရှုလာမယ်ယေရှုလာမယ်နောက်ဆုံးတော့ကာလာရောက်လာမယ်အဲ့လိုပြောနေတာအခု10နှစ်နှစ်25နှစ်30တောင်အသက်တောင်ကြီးလာငါအိုတော်အိုလာတော့မယ်ဘာယေရှုမှမလာဘူးပဲအဲ့အဲ့လိုမျိုးယုံကြည်သူတွေကလည်းအဲ့လိုခံယူလာတတ်ကြတယ်အဲ့လိုခံယူလာမှာကိုတမန်ကျမ်းစာကတီးလို့နောင်ကာလမှာဘာဖြစ်လာမလဲဆိုတာရေးပြပြီးသားကျမ်းစာဖတ်ကြည့်နော်ဆရာရဲမင်းရှောက်ညာနေတာမဟုတ်ဘူး ရှင်ပေသူတို့ဩဝါဒစာဒုတိယဆောင်ခန်းကြီး3အငယ်3ကနေခေါ်မှာဖတ်ကြည့်လိုက်ဘလို့ပထမဦးဆုံးတုံကြီးအလုံးရေးထားလဲဆို နောင်ကာလနိုင်တဲ့နောက်ဆုံးသောကာလနိုင်ရေးထားတာတော့ဒီမှာရှင်းရှင်းလေးပဲနော်နောက်ဆုံးသောကာလနိုင်တဲ့ပြည့်ရပြုတ်တတ်တော်သူတို့ဒီတဲ့မိမိတတ်မှတ်ခြင်းအတိုင်းကျင့်နေ၍တဲ့တေချာနားထောင်တော့ဒီစကားသခွန်းကတခင်ဖျားကြွလာမိဟူတော့ဂတိတော်ဒီအဘယ်မှာရှိသနည်းတဲ့သူတို့ဟာသူတို့မေးတာ ဘိုးဘေးများအိပ်ပျော်ဒီနောက်ခတ်တုံသောအရာတို့သည်ဖန်ဆင်းစဖြစ်တကယ်လို့ဖြစ်မြဲဖြစ်ကြဤဟုဆိုလျက်ကဲ့ရဲ့ခြင်းနဲ့တကွပေါ်လာကြလိမ့်မည်တဲ့နားလေလားနားလေလားဒီမှာကျန်းချက်မှာတေချာလေးပြောပြောထားတယ်နော်ဖယားသခင်ကြွလာမယ်ဆိုတဲ့စကားကဘယ်မှာလဲတဲ့အခုထိဘာမှမကြွလာဘူးတဲ့ငါတို့ဘိုးဘေးတွေတိတ်ပြီးတော့မှဗာလေတင်းချိုင်းမှာအဲ့လိုပဲနေနေတာအခုထိကောင်းကောင်းပဲမဟုတ်လားတဲ့ကဘာကြီးကလေဟိုးအစကရေကဒီကနေ့တိုင်အောင်ငင်းငင်းချမ်းချမ်းပဲရှိနေတယ်တဲ့ ဘလို့ပဲစစ်စစ်ပဲဖြစ်ဖြစ်ဘလောက်ပဲယောဂရရဘာယေရှုမှမလာဘူးတဲ့အရင်တော့ကလည်းဖြစ်ခဲ့ဘူးတာပဲတဲ့ဘာယေရှုမှမလာဘူးခုထိဘာနောက်ဆုံးတော့ကာလမှမရှိဘူးတဲ့အေးတို့ကအဲ့လိုပြောလာကြတယ်ဒါမယုံကြည်သူတွေကဲ့ရတာနော်မယုံကြည်သူတွေကဲ့ရတာโอเคယုံကြည်သူတွေတင်းမှာလဲအဲ့လိုတွေဖြစ်လာတတ်တယ်ကြာလာရင်အဲ့လိုဖြစ်လာမယ်နော်အခုနားထောင်နေတဲ့သူတွေအဲ့လိုဖြစ်ဘူးလားတော့မသိဘူးဟာငငယ်တော့ကလည်းတရားဟောဆရာအဲ့လိုဟောတယ် အခုလဲဆရာရဲမင်းအဲ့လိုဟောနေတယ်နောက်ဆုံးတော့ကာလာကတရားဒေသနာကြားလိုက်ရင်ငါတို့ကအသေးပြင်ဆင်လိုက်ပြင်ဆင်ပြီးမှတစ်နှစ်လောက်ကြာပြီဆိုတော့ဘာနောက်ဆုံးတော့ကာလာမှမလာဘူးဆိုတော့ငါတို့ကဘာဖြစ်လဲမပြင်ဆင်တော့ဘူးအဲ့လိုတွေဖြစ်ကုန်တာပြင်ဆင်လိုက်မပြင်ဆင်လိုက်ပြင်ဆင်လိုက်မပြင်ဆင်လိုက်အဲ့လိုအဲ့လိုနေရမှာလားမဟုတ်ပါဘူးတမန်ကျမ်းစာထဲမှာသခင်ယေရှုခရစ်တော်ကဘာကြောင့်နောက်နောက်ကြကြပြီးအခုထိမလာသေးတာလဲဆိုတာအပြေပေးထားတယ်လေခုနကကျွန်တော်ဖတ်သွားတဲ့နေရာမှာဘာအပြေပေးထားလဲသိလားဘာဖြစ်လဲ ကျွန်တော်တို့နှစ်ပေခန်းကြီး3အငယ်6ကိုအတိမတ်ထားပါအခုဘောပဲရှိမယ်ဆိုရင်မှတ်ထားနော် နှစ်ပေခန်းကြီး3အငယ်6အခုနဖတ်သွားတဲ့အငယ်6မှာကျွန်တော်ပြန်ဖတ်ပြမယ်လူအချို့တို့ဒီတဲ့နေချင်းကိုမတ်သည့်အတိုင်းထောင်ရဖျားသည်ဂတိတော်အရာမှာနေတော်မမိုးတဲ့ငါတို့တွင်အဘယ်သူမှမပြည့်စည်ပဲရှိသမျှတို့သည်နောင်သားရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏ ချစ်တော်ညီကိုမောင်မတို့ဒီမှာတတိထားမိလားမသိဘူး။တခင်ယေရှုခရစ်တော်ကလာမယ်ဆိုတာဟုတ်တယ်တဲ့။ဒါပေမဲ့ဘာလို့နေနေတာလဲတဲ့။ကျမ်းစာကဖော်ပြထားတာနေတာမဟုတ်ဘူးတဲ့။တခင်ယေရှုလာမယ်ဆိုတာကို နေနေတာနှောက်ကြနေတာမဟုတ်ဘူးတဲ့။ဘာဘာလုပ်နေရလဲတိလား။ယုံယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေအင်မတန်နဲနေသေးတဲ့အတွက် အခွင့်ပေးနေတာတဲ့။နောင်သားရဖို့အခွင့်ပေးနေတာ။လူတိုင်းလူတိုင်းကေတင်ချင်းရဖို့သခင်ယေရှုခရစ်တော်ကမလာသေးပဲနဲ့အခွင့်အရေးပေးနေတာတဲ့။ဒါကျမ်းစာရဲ့ဆိုလိုရင်းပဲ။ဆရာယေမင်းကဖြည့်ပေးနေတာမဟုတ်ဘူး။တမာကျမ်းစာအားဖြင့်အဖြည့်ပေးနေတာ။တင်းရဲ့အထဲကခြီနောင်ထားတဲ့အဲ့ဒီမိကုန်းတွေကိုဆရာကကျမ်းစာအားဖြင့်အလင်းပေးနေတာ။မဟုတ်ရင်များတော့အားဖြင့်ယုံကြည်သူတွေကလည်းအဲ့လိုစဉ်းစားတတ်ကြတယ်။ အာဘာလို့ယေရှုခုထိမလာသေးတာလဲအရင်ကတည်းကပြောနေပြီမဟုတ်လားဘာလို့ခုထိမလာသေးတာလဲကျွန်တော်ပြောမယ်ကျင်းစာထဲမှာစောစောကတည်းကကျွန်တော်ရေးပေးပြီးပြီးသားပဲနော်လူအချို့တို့ကအဲ့လိုခံယူတယ်တဲ့ဘာလို့ယေရှုအခုထိမလာသေးရလဲအဲ့လိုခံယူတယ်တဲ့ကျင်းစာမှာအဲ့လိုရေးထားတယ်အဲ့တော့တစ်ခါတည်းမှာတစ်ချိန်တည်းမှာပဲကျင်းစာကဘယ်လိုဖြေပေးလဲဆိုသောရဖျားသခင်ရဲ့ဂတိတော်အရာမှာနေတော်မမူတဲ့လာမယ်ဆိုတာဂတိပေးပြီးသားလာကိုလာပါ ါပေမဲ့နေနေနေတာမဟုတ်ဘာလုပ်နေရလဲအဘေသူမြမပြက်စီပဲရှိသမျှတို့ဒီနောင်တအရစီခြင်းကအလိုတော်ရှိ၍ငါတို့ကိုဘာဖြစ်လဲတီးခံတော်မူဤငါတို့ကိုတီးခံနေတာတဲ့တီးခံနေတာယေရှုကမလာသေးပဲမဟုတ်ရင် तू လာလိုက်လို့ရှိရင်တင်ကယ်တင်ခြင်းရခြင်းမရမှာနော်တင့်ကိုဘာဖြစ်လဲနောင်တရဖို့စောင့်နေတာတိမိသားစုတွေကယ်တင်ခြင်းရပြီလားမရသေးလို့သခင်ယေရှုခရစ်တော်ကတီးခံပေးနေတာတိမိသားစုတွေလည်းအားလုံးကယ်တင်ခြင်းရအောင် တကယ်လို့သခင်ယေရှုရဲ့ဂတိတော်အတိုင်းမနေဘဲနဲ့ချစ်ချင်းလာလိုက်လို့ရှိရင်ဘာဖြစ်လဲမဆောင်နေဘဲနဲ့လာလိုက်လို့ရှိရင်တိမိသားစုတွေလည်းကယ်တင်ရှင်ရမှာမဟုတ်တော့ဘူး။ဒါကြောင့်ဒီစကားလေးကိုအဓိကကျွန်တော်တို့နားလည်ရမယ်။နောက်ဆုံးသောကာလမှာအဲ့လိုလူတွေပေါ်လာမယ်တဲ့။ Okay အဲ့လိုလူတွေပေါ်လာမယ်။အဲခရိယန်တွေကိုပြက်ရယ်ပြုတ်လာမယ်။ခရိယန်တွေတရားကပြောနေတာကြားပြီးဒီတိုင်းပဲပြောနေတာအခုထိဘာယေရှုမှမလာဘူး။အဲအဲ့လိုမျိုး ဲ့လိုမျိုးပြည့်ရည်တဲ့သူတွေများလာမယ်တဲ့အဲ့လိုပြည့်ရည်တဲ့သူများလာတဲ့ခါမှာတတိထားပါနောက်ဆုံးတော့ကာလနီးလာပြီဆိုတာကျွန်တော်တို့ယုံကြည်သူ ခရိယန်တွေတတိထားပါနော်ဆိုတော့ခုနမေကွန်းအတိုင်းပဲကျွန်တော်တို့ခရိယန်တွေထဲမှာလည်းရှိကောင်းရှိကြမယ်နော်ဗာမေကွန်းလည်းဆိုတော့နောက်နောင်သားရကြပါနောက်ဆုံးတော့ကာလရောက်လာတော့မယ်တရားဟောစရာအလိုခေါ်လိုက်တဲ့ခါမှာခရိယန်တချို့ကမတိစိတ်ထဲမှာမပြောရဲပေမဲ့စိတ်ထဲမှာတော့အဲ့ဒီမေကွန်းတစ်ခုထွက်လာတယ် အာရှောက်ပြောနေတာပဲကြာပြီဒီဒီဒီတရားဟောနေတာငါတို့ငဲငယ်တွေကကြားဘူးတယ်အခုစီဘာယေရှုမမလာဘူးဆိုပြီးမှအဲ့လိုမျိုးအဲ့လိုအဲ့လိုအားနည်းလာပြီးဟေ့ဆိုရင် အထူးတတိထားပါ အခုနဆရာအာပြောပြပေးတဲ့ကျမ်းချက်ကို အမြဲတမ်းတတိရပါနော်အဲ့ဒီကျမ်းချက်ကကျွန်တော်တို့ဖြည့်ရှင်းချက်ပေးပြီးသားတခင်ယေရှုခရစ်တော်ကတီးခံနေလို့မလာသေးတာဖြစ်တယ်။လာရင်တင်ကယ်တင်ချင်းအောင်ရမှာမဟုတ်ဘူး။တင့်ကိုနောင်တရဖို့ ဘုရားသခင်ကအခွင့်အရေးပေးနေတာအမြန်နောင်သားရပါနောက်ဆုံးတော့ကာလပူပူနီးလာပြီချစ်တော်ညီကိုမောင်တို့ဒါကပထမတစ်ချက်ဖြစ်ပါတယ်ဆိုတော့ဒီကနေ့ပြောမယ့်ဒုတိယတစ်ချက်နော်ဒုတိယတစ်ချက်ဒုတိယတစ်ချက်ကနောက်ဆုံးတော့ကာလမှာဘာနမိတ်ဖြစ်လာမလဲဆိုတော့ကိုကျင့်တရားပျက်စီးလာကြမယ်ကိုကျင့်တရားဆိုတာဘာလဲကိုကျင့်တရားဆိုတာမယုံကြည်သူတွေထဲမှာလည်းရှိတယ်ကိုကျင့်တရားက ဒါပေမဲ့ခရစ်ယာန်ဒီထဲမှာရှိတဲ့ကိုကျင့်တရားကဖခင်ဖော်ပြတဲ့ကိုကျင့်တရားရှိရတယ်။အထူးသဖြင့်ဖခင်မနစ်တက်တဲ့အရာတွေကျွန်တော်တို့အပေါ်မှာဟိုတနည်းအားမှာလည်းဖတ်ပြီးသွားပြီးကျမ်းချက်အခုပြန်ဖတ်ပြမယ်နော်။နိတိခန်းကြီး3ငယ်1ကနေ9မှာနိတိခန်းကြီး3ငယ်1ကနေ9မှာနောင်ကာလဒီခေရင်တော့ကာလဖြစ်လိမ့်မည်ဟုတိမတ်ကြလောတဲ့ဒါဟိုတနည်းအားပြောပြီးပြီနော်။အဘယ်တော့နီးဟိုမူကားတဲ့။โอเคလာပြီနော်လာပြီကြည်ထားပါနားထောင်ထားပါ။ ကိုကျင့်တရားပြည့်စည်လာရတဲ့အကြောင်းရင်းတွေလာမယ်။နံပါတ်၁လူတို့ဒီကိုကိုကိုချစ်တော်သူတဲ့။ဘယ်သူတိတ်တိတ်ငတိမ်မာရင်ပြီးရောဆိုတဲ့ငါ့ကိုငါပဲအချစ်ဆုံးဆိုတဲ့လူတွေအများကြီးပေါ်လာမယ်တဲ့။နောက်ဆုံးတော့ကာလမှာခရိယန်တွေကိုယ်တိုင်တော်မှအတင်းသူအတင်းသားအချင်းချင်းဖြားရင်တော်မှဂယုမဆိုင်နိုင်တော့တဲ့ခေတ်ကာလရောက်လာပြီ။နော်။ငါအတိကပဲငါ့ကိုငါကျမ်းမာနေဖို့လိုတယ်ငါ့ကိုငါစားရဖို့ နေဖို့လိုတယ်ဆိုတော့တကူကောင်းဆန်တဲ့သူတွေပို့ပြီးပို့ပြီးများလာမယ်နောက်ဆုံးတော့ကာလာမှာငွေကိုတတ်မှတ်တော့သူပို့များလာမယ်ဝါကြွားတဲ့သူရှိလာမယ်ဖောင်လွှားစော်ကားတဲ့သူများလာမယ်သူအသေးကိုရှုတ်ချခြင်းတဲ့သူတွေရှိလာမယ်โอเคသူအသေးကိုရှုတ်ချတယ်လို့ပြောလိုက်တဲ့အခါမှာ line ပေါ်မှာဟိုလူကဒီလူပါဒီလူကဒီလူပါဆိုမှသူသူများမကောင်းချောင်းကိုရှောက်ပြောရှောက်ရေးတင်เนาะသူများသူများကြွေရမှာသူများမကောင်းတာတွေရှောက်ပြော ေးမန်နာကိုပြောရင်တော့တော်သေးတယ်မန်နာကိုပြောပြီးမှမားတာတွေလည်းအများကြီးပါဖြစ်လေအစာပလာတွေထည့်လိုက်တယ်အစာပလာဆိုတာကိုထွင်မှပြောလိုက်တဲ့စကားတွေနော်ဆိုတော့နောက်ဆုံးသောကာလမှာခရီးရန်ယုံကြည်သူတွေကအဲ့လိုမျိုးပြောတဲ့သူတွေထွက်လာမယ်မိဘစကားကိုနားမထောင်တဲ့သူတွေအများကြီးရှိလာမယ်ခုခေတ်လူငယ်တွေမိဘစကားနားမထောင်ဘူးမတော်နဲ့ဆိုတဲ့နေရာတော်တယ်အမလှုပ်နဲ့ဆိုတဲ့အရာတွေလှုပ်တယ်အိုးလူငယ်ဆန်းဆန်းမိုက်ယူကန်ကြတယ်လို့ပြောကြတယ်အမှန်ကလူငယ်ဆန်းဆန်းပြောလို့မရဘူး စစ်မှန်တဲ့ခရိယန်လူငယ်ကဖျားစကားကိုနားထောင်တဲ့လူငယ်ဖြစ်တယ်အာမင်။နောက်ပြီးဂျေဇုမရှိတော့သူတန်ရှင်းခြင်းမရှိတော့သူโอเคအခုကလူတိုင်းလူတိုင်းကတန်ရှင်းခြင်းကိုတိတ်မနစ်တတ်ကြတော့ဘူးเนาะ။တန်ရှင်းခြင်းကိုမနစ်တတ်ကြဘူး။မတန်ရှင်းမှပဲနေချင်ကြတယ်။တန်ရှင်းခြင်းဆိုတာတကူကြီးတန်ရှင်းခြင်းကိုပြောတာမဟုတ်ဘူး။အပြစ်အပြစ်မှပျော်ချင်တဲ့သူတွေကိုပြောတာအပြစ်မှအပြစ်မှာပဲပျော်ချင်ကြတယ်။အော်ဟွာလေးရှူလိုက်ရမှဒီဟာလေးလှုပ်လိုက်ရမှမိန်းကလေးနဲ့အတူတူဗာလဲ အအပြင်မှာမိဘတွေမရှိတဲ့အခါမှာကိုအိတ်ချင်တဲ့မိန်းကလေးနဲ့အိတ်ကိုနေချင်တဲ့ယောက်ျားလေးနဲ့နေမင်္ဂလာမဆောင်ခင်စသဖြင့်ပြီးရင်ကိုဝုံကိုဖျက်ချစသဖြင့်ဘသူမှမသိဘဲနဲ့ကိုဝုံကိုဖျက်ချကိုမွေးထားတဲ့ကိုရဲ့သွေးသားတွေကိုကိုကိုယ်တိုင်တတ်ချစ်တော်ညီကိုမောင်မတော်တန့်ရှင်းချင်းမရှိတဲ့သူတွေပို့ပို့များလာမယ်နောက်ဆုံးတော့ကာလမှာပဂတိကျင်နာစုံမတ်ချင်းနဲ့ကင်းတော်သူရန်ညိုးဖွဲ့တော်သူချော့စားတတ်တော်သူကိုအိမ်တွေကိုမချုပ်တီးနိုင်တော်သူ ြင်းထန်သူတူတော်ကောင်းကိုမုံတော်သူโอเคကောင်းတဲ့သူကိုမုံတယ်နည်းနည်းကောင်းတာလုပ်ကြည့်ကောင်းကောင်းတာလုပ်တဲ့သူကိုမုံတဲ့သူတွေရှိလာတယ်တစ္ဆာကိုဖျက်တတ်တော်သူတတိပေးခြင်းကိုမခံတော်သူโอเคတတိပေးခြင်းကိုမခံတော့ဘူးဥမာဆရာရဲမင်းတို့တရားဟောရင်တော့မှပဲဖြစ်လေနားမထောင်ချင်တော့ဘူးနောက်ဆုံးတော့ကာလအကြောင်းလာလာမပြောနဲ့ငါမကြိုက်ဘူးအခုကြည့်ပါယေရှုမမလာဘူးဆိုမှမကြိုက်တော့ဘူးတတိပေးတာဘူး နောက်ပြီးတော့မှအယူလဲဝါရကိုတတိထားပါလို့သွားတတိပေးလိုက်ရင်ဆရာကဘာလို့သူများကိုတိုက်ခိုက်တာလဲဘာညာဆိုပြီးတော့မှအဲ့လိုတတိပေးတာကိုမခံတဲ့သူတွေအများကြီးရှိလာမယ်မာမာနာမှာရစ်မိုးတဲ့သူတွေရှိလာမယ်ဖခင်သခင်ကိုနစ်သက်တီထက်ကာမဂုဏ်ခံစားခြင်းကိုတာ၍နစ်သက်တော်သူရှိလာမယ်ဒါဟိုနေ့ကပြောပြီးသွားပြီဖယောင်းဝနိုင်မွေလေရောင်ဆောင်မွေလေချင်းတကိုးကိုငင်းပယ်တဲ့သူရှိလာမယ်။โอเค သူရဲ့စိတ်မှာစိတ်မကောင်းတဲ့အခါမှာဟာငါဖះနဲ့ဝင်းနေပါလားဆိုပြီးမှဖះဝုတ်ကိုလှုပ်ပေမဲ့လေဖះဝုတ်ကိုမွေလျော်ရောင်ဆောင်နေတယ်တကယ်တမ်းမွေလျော်ချင်တာမဟုတ်ပဲနဲ့မွေလျော်ရောင်ဆောင်နေတယ်ငါအပြစ်တွေတအားများပြီဒါကြောင့်ဖះတော်နည်းနည်းရှိခိုးရမယ်ဆိုပြီးမှအဲ့လိုထင်းတယ်သူဖះကိုစာငတ်လို့မဟုတ်ပဲနဲ့ဘာဖြစ်လဲဖះဝေးမွေဖះဝုတ်မွေလျော်ရောင်ဆောင်တယ်လှုပ်ချင်ရောင်ဆောင်တယ်တကယ်တမ်းကအပြစ်အများကြီးရှိလို့သူ့အော်တဘာစိတ်ကဖုံးကွယ်ခြင်းလို့ ဖျားကိုလေးပါလေးလှုပ်ရင်နည်းနည်းလေးတက်တာမလားဆိုပြီးမှလာလှုပ်ကြည့်တယ်ဖျားကိုလေးဟန်ဆောင်လှုပ်ပြီးမှခဏနေဆိုအပြစ်ပြန်သွားလှုပ်ပြီအဲ့လိုမျိုးလူတွေများလာမယ်โอเคတနည်းအားဖြင့်လူတိုင်းလူတိုင်းရဲ့ကိုကျင့်တရားပြည့်စည်လာမယ်နောက်ဆုံးတော့ကာလမှာအဲ့လိုကိုကျင့်တရားပြည့်စည်လာတယ်ဆိုတဲ့အထဲမှာကျွန်တော်အထူးသဖြင့်၅ချက်လောက်တော့ပြောပြချင်တယ်နံပါတ်၁လူငယ်တွေလူငယ်အပါဝင်လူကြီးတွေပေါ့နော်လိမ်မှုကျူးလွန်တာကိုအပြစ်မဟုတ်တော့ပါဘူးကွာလို့ဖြစ်လာတယ်နောက်ဆုံးတော့ကာလမှာ အခုခရိယန်လူငယ်တွေလည်းဒီလိမ်မှုကျွလွန်မှုမှာအများကြီးအများကြီးကြာရှုံးနေတယ်နော်ချစ်တော်ညီကိုမောင်မတို့ကျွန်တော်အမြဲတမ်းဟောတဲ့ဒီအကြောင်းကိုတချို့တွေကတော့နားထောင်ရတာနည်းနည်းခါသိရင်ခါသိမယ်နော်ကျွန်တော်ကတော့ပေါ်တင်ပဲပြောတယ်တမချင်းစာအရာလူငယ်တွေတော့အမင်္ဂလာမဖြစ်ချင်လို့ရှိရင်လိမ်မှုကျွလွန်ဒါကနေအမြန်ဆုံးနောင်တရပြောင်းလဲပါဘုရားသခင်ကိုတင့်ကိုခွင့်လို့ဖို့စောင့်နေတယ်နော်ဖျားတကင်ခွင့်မလို့နိုင်ဘူးငါအပြစ်သားကြီးတယ်လို့တော့မထင်နဲ့ဖျားတကင်ခွင့်လို့မှာပါ နောက်မလုံဖို့ပဲလိုတယ်။ဒါကြောင့်လူငယ်တွေလိမ်မှုကျွလွန်တာအပြစ်မဟုတ်တော့ဘူးကွာလို့ထင်နေရင်မားပါမယ်ဒါစာတန်ရဲ့လက်ကွက်ပဲ။နံပါတ်1ကိုကျင့်တရားဘလို့ပြည့်စည်လာလဲဆိုတော့နံပါတ်1တခါတလေလိန်တာတော့ရမှာပါဟာအဲ့လိုမျိုးတွေခံယူလာကြတယ်။လိန်တာညာတာဘုရားသခင်မကြိုက်မှန်းတိပေမဲ့လေခေကာလာရဲ့ရေစီးကြောင်းရလိန်တာညာတာကဘာဖြစ်လဲသမင်းစားရေတောက်တယ်လို့ဖြစ်လာနေပြီ။အာဘာမှဖြစ်ဘူးဘာမှဖြစ်ဘူးဆိုပြီးမှလိန်တာညာတာတွေလှုပ်လာတယ် ဒါလည်းအပြစ်ပဲနံပါတ်3လိန်တူလည်းဘာမှမဖြစ်ဘူးကွာလှုပ်ပါစေအဲ့လိုမျိုးတွေဖြစ်လာတယ်လိန်တူဆိုတာကျွန်တော်ခရီးအနေထဲမှာလည်းလိန်တူတွေရှိတယ်တချို့ကဆိုလို့ရှိရင်အာမွေးလာကလေးကအဲ့ဒီစိတ်ကလိန်တူစိတ်ဖြစ်နေတော့တော်တော်လေးလှုပ်ရခဲ့တယ်ဒါပေမဲ့ဒီလူတွေကိုဖျားတခင်မပြောင်းလဲပေးနိုင်ဘူးလားဆိုပြောင်းလဲပေးနိုင်တယ်ဟာလေလုယာဒါကြောင့်ခရီးအနေထဲမှာအခုတိတ်တိတ်ပုံလိန်တူဖြစ်နေတဲ့သူတွေအမြန်အောင်တော့ရပါတော့အမြန်အောင်တော့ရပါဖျားတခင်တင့်ကိုပြောင်းလဲပေးခြင်းတယ် နောင်တရတဲ့တူတွေပါဖြစ်လေဖယားသခင်ရဲ့ကြီးစိုးတရားခွင့်လွှတ်ခြင်းတရားကိုခံရမှာပဲဒါကြောင့်နောက်ဆုံးတော့ကာလမှာလူတိုင်းလူတိုင်းလိန်တူကအပြစ်မဟုတ်ဘူးလို့ခံယူနေတဲ့ကာလမှာခရိယန်တွေလည်းအဲ့လိုခံယူမိသွားရင်ဒါပြဿနာပဲဒါစာတန်ရဲ့လက်ကွက်ပဲเนาะနပတ်၄လူဆိုးကိုဆဲတာတွေအပြစ်မဟုတ်တော့ပါဘူးလို့ခံယူကြတယ်အခုလူတွေကလူတက်ကောင်မဟုတ်တဲ့ဗာလေလူဆိုးပေါ့နော်လူတက်တဲ့သူတွေကိုဆဲဆိုကြတယ်အာ ဒီလူကိုဆဲချင်တယ်တက်ချင်တယ်စသဖြင့်လိုင်းပေါ်မှာတင်ပြီးတော့မှဟိုလူဆဲတယ်ဒီလူဆဲတယ်ဒီဒီလူကိုတော့ဆဲတင်တယ်ကွာဆဲတင်တယ်ဟုတ်ကဲ့တချို့အမှုတော်ဆောင်တွေတို့မှဆဲတင်တယ်ဆိုရင်မှပြောလာရရှိတယ်နော်ဒီဒီလူတွေတော့ဆဲတင်တယ်အစဲနဲ့ပဲထိုက်တန်းတယ်ဒီလူတွေကချက်တော်ညီကိုမောင်မတို့ကျန်းစာထဲမှာကျွန်တော်တို့ကိုအစဲတခေါမှမပြောနဲ့လို့တွန်တင်ပေးပြီးသားပဲလူကောင်းတွေတော့မဆဲနဲ့လူဆိုးတွေတော့ဆဲလို့ရတယ်လို့ဘယ်ကျန်းချက်မှာပါတယ်လဲ ဘယ်ကျန်းချက်မှမမပါပါဘူးဒါကြောင့်တတိထားပါခရိယမို့တာဝန်အရာဖះရှိခိုးလိုက်အောင်မယ်ဆိုတဲ့သူတွေကလည်းရှိပါသေးတယ်ဆိုလိုချင်တာကနောက်ဆုံးသောကာလမှာကိုကျင့်တရားပျက်စီးလာတဲ့သူတွေအများအပြားရှိလာမယ်ဆိုတာကျွန်တော်ဖော်ပြချင်တာမိမောင်းထိုးပြချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါနပနစ်တစ်ချက်ပြောသွားတာဖြစ်တဲ့ဏိကုံချုပ်ရအောင်နော် ကျွန်တော်တို့ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကနောက်ဆုံးသောကာလရဲ့နမိတ် အပိုင်း၅ကိုပြောသွားတယ်အချက်နှစ်ချက်ကိုကျွန်တော်မီးမောင်းထိုးပြသွားတယ်တတိပေးသွားတယ်တနည်းအားဖြင့်ခေါင်းလောင်းတီးပေးသွားတယ်အားလုံးတတိရအောင်တမာတတိရှိအောင်နံပါတ်၁နောက်ဆုံးသောကာလမှာတမာတရားကိုပြည့်ရည်တဲ့သူတွေများလာမယ်လို့ကျွန်တော်တတိပေးသွားတယ်အဲ့ဒီခါမှာကိုယ်တိုင်မပြည့်ရည်မိဖို့လိုတယ်ကိုယ်တိုင်ဘာဖြစ်လဲယုံကြည်ခြင်းအားမနေမိဖို့လိုတယ်ကျွန်တော်ဒီကနေ့ပြောသွားတဲ့နံပါတ်၂ကကိုယ်ကျင့်တရားပြည့်စည်လာမယ်နောက်ဆုံးသောကာလမှာလူတိုင်းလူတိုင်းက အပြင်ပန်းတတမှာလူကောင်းလူလူဟန်ဆောင်ပြီးမှအသွင်းမှာပါဖြစ်လေကိုကျင့်တရားပျက်စီးနေတဲ့သူတွေများပြားလာမယ်အပြစ်ဆိုတဲ့အရာကိုအပြစ်မဟုတ်တယ်လို့လို့လောလောကကတတ်မှတ်ထားတဲ့နေရာမှာနဲ့တတ်မှတ်ပြီးတော့မှလူတွေအားလုံးလက်ခံတာပဲဆိုပြီးတော့မှဒါလည်းအပြစ်မဟုတ်ဘူးလို့ခံယူလာကြတဲ့အခါမှာခရိယံယုံကြည်သူတွေတတိထားပါတမ္မာတတိရှိရှိအသက်ရှင်ပါကိုယ်တိုင်အဲ့လိုခီးစီးချောင်းနဲ့လိုက်ပြီးတော့မှအပြစ်ကိုအပြစ်မဟုတ်တော့ဘူးလို့ခံယူနေတယ်ဆိုရင် တတိထားပါလို့ကျွန်တော်ခွန်အားပေးသွားတာဖြစ်တဲ့နပနှစ်တစ်ချက်အနေနဲ့ဆိုတော့ဒီကနေ့မနေ့နှုတ်ကပတ်တော်ကိုဒီမှာပဲညှိကုံချုပ်ခြင်းနဲ့နားမလဲတာရှိရင်ကျွန်တော်ကိုအောက်ကိုအပ်ပြီးမေးပါဆူတောင်းချက်များရှိလို့ရှိရင်လည်းအောက်ကိုအပ်ပြီးမှလာဆူတောင်းခံလို့ရတယ်ဆိုတော့အကြောင်းပြောကြရင်းနဲ့ဒီမှာပဲရက်နာချင်ပါတယ်ဒီကနေ့မနေ့နှုတ်ကပတ်တော်ကိုနားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်